ကမ္ဘာပေါ်မှာနေထိုင်ဖို့အကောင်းဆုံးနိုင်ငံ၅ခုမိမိဘဝကိုပိုမိုကောင်းမွန်အောင်နေထိုင်ဖို့နိုင်ငံရွေးချယ်တဲ့အခါမှာဘာတွေကရေးကြီးတယ်လဲကျန်းမာရေးစနစ်ကောင်းမှုပညာရေးရည်သွေးလုံခြုံမှုဘေးအန္တရာယ်နည်းမှုနဲ့အလုတ်ကင်အခွင့်အလမ်းများစွာရှိရပါမယ်ဒီချက်တွေအပေါ်မူတည်ပြီးကမ္ဘာပေါ်မှာနေထိုင်ဖို့အကောင်းဆုံးနိုင်ငံ၅ခုကို ဖော်ပြထားပါတယ်နံပါတ်၁နော်ဝေနိုင်ငံနော်ဝေနိုင်ငံဟာဆိုရင် တောတောင်တွေကြီးမားလာတဲ့တောင်ကမ်းကြီးတွေကြားကပင်လယ်ရေဝင်လန်းတွေနဲ့ပြည်နေတဲ့အလှပါဆုံးတဘာဝနဲ့ကမ္ဘာချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်ပါတယ်။နိုင်ငံရဲ့ထူးခြားချက်အနေနဲ့ကတော့ပညာရေးနဲ့ကျန်းမာရေးစနစ်မှာအခမဲ့ဖြစ်တဲ့အပြင်ဒီနေ့ကို9နာရီပဲအလုပ်လုပ်ရတဲ့အလုံးနဲ့ဘဝကိုဟန်ချက်ညီအောင်စီမံပေးထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။နောက်ပြီးတော့နော်ဝေနိုင်ငံသားတွေဟာလူတိုင်းကိုလေးစားစွာဆက်ဆံတတ်ကြပါတယ်။နံပါတ်1 ဆွေဇာလန်နိုင်ငံဆွေဇာလန်နိုင်ငံဟာဥရောပရဲ့ငြိမ်းချမ်းပြီးလှပတဲ့နိုင်ငံလေးတစ်ခုဖြစ်ပါတယ်။ချောကလက်နဲ့ကြီးမားလာတဲ့နိုင်စင်ကြီးကြောင့်လည်းနာမည်ကြီးလာပါတယ်။ထူးခြားချက်အနေနဲ့ကတော့လုံခြုံမှုအမြင့်ဆုံးနဲ့ခိုးဆိုးလူနိုင်အ ਨੇ ဆုံးဖြစ်ပြီးစီးပွားရေးတည်ငြိမ်တဲ့အပြင်လောက်ခလစာလည်းမြင့်ပါတယ်။ဆွေဇာလန်နိုင်ငံရဲ့တဘာဝအလှတွေဟာအပြစ်တောင်နှမ်းတွေရေပြာအိုင်တွေနဲ့ပြည်နေတဲ့ အချီကားတစ်ချက်လိုလာနေပါတယ်။နံပါတ်3ဒိမ့်မတ်ဒိမ့်မတ်နိုင်ငံဟာကမ္ဘာပျော်ဆုံးလူမျိုးတွေနေထိုင်တဲ့နိုင်ငံတစ်ခုရဲ့လို့ဆိုကြပါတယ်။ဟူကလို့ဆိုတဲ့ဘဝကိုစိန်ခံပျော်ရှင်တတ်တဲ့ယဉ်ကျေးမှုရှိပါတယ်။ထူးခြားချက်အနေနဲ့ကတော့လူမှုဖူလုံရေးစနစ်ကောင်းမွန်ပြီးအလုပ်လက်မဲ့ထောက်ပံ့ငွေပညာရေးထောက်ပံ့တွေရရှိနိုင်တဲ့အပြင်စပီးစီးသွားလာရတာကိုလူတိုင်းကြိုက်ကြပါတယ်။တယောက်ကိုတယောက်ယုံကြည်မှုအမြင့်ဆုံးနဲ့နေထိုင်ကြတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ နံပါတ်၄ကယ်နေဒါကယ်နေဒါနိုင်ငံဟာလူမျိုးစုံယဉ်ကျေးမှုစုံနဲ့တဘာဝအရင်းမြစ်ကျွဲဝါတဲ့နိုင်ငံကြီးတစ်ခုဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ကတော့ပြည်သူ့ဂျမ်းမာရေးစနစ်အခမဲ့ဖြစ်ပြီးလူခွင့်ရေးကိုအလေးထားတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ရေခဲမြစ်တွေတတော်ဧရိယာကျဲကြီးတွေနဲ့စိတ်ကြိုက်ခီးထွက်လို့လဲရပါတယ်။နံပါတ်၅နယူးဇီလန်နယူးဇီလန်နိုင်ငံဟာလူဦးရေနေပြီးတဘာဝဘေးအန္တရာယ်ကင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ လော့အော့ဖ်ဒဲရင်းဇလန်းတွေကိုရိုက်ကူးခဲ့တဲ့မြေမှုန့်စိမ့်စိမ့်လေးတွေရှိပါတယ်။ထူးခြားချက်အနေနဲ့ကတော့လုံခြုံမှုအမြင့်ဆုံးနဲ့မှုခင်းနှောင်းနှိမ်ဆုံးဖြစ်တဲ့အပြင်လူနေမှုဈေးတက်တာပြီးပညာရေးစနစ်ကောင်းမွန်ပါတယ်။လူတွေကချစ်စရာကောင်းပြီးအဲဝတ်ကြေပုံကြတယ်။ကဲပရိသတ်ကြီးတို့ရောဘလို့နိုင်ငံတွေရေးချယ်ထားလဲ။ဒီနိုင်ငံတွေကိုလူမှုဖူလုံရေးတဘာဝပတ်ဝန်းကျင်လုံခြုံမှုစီးပွားရေးတည်ငြိမ်မှုစတဲ့ချက်တွေနဲ့ရွေးချယ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့နေကျင်စရာဆိုတာလူတယောက်ချင်းစီရဲ့အမြင်မှာတော့ကွဲပြားနိုင်ပါတယ်เนาะ